လာမယ့်အာဆီယံဥက္ကဋ္ဌအနေနဲ့ဖိလစ်ပိုင်နိုင်ငံဟာမြမရေးမှငြိမ်းချမ်းသောတာရှိခံသောဖြေရှားရေးဆက်လက်ပြီးတွန်းအားပေးမယ်လို့သမရဖာဒီနန်မာကော့စ်ဂျူနီယာကပြောပါရယ်မြမရေးဟာမကုစားရသေးတဲ့အာဆီယံဖွဲ့ရဲ့ဒဏ်ရာတစ်ခုလို့၎င်းကဆိုပြီးအာဆီယံဖွဲ့ကမြမပြည်ပခါကိုဖြေရှင်းဖို့အနီးကပ်အာရုံစိုက်သွားမယ်လို့ပြောပါရယ်ပြည်ရင်းစစ်ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အိမ်နီးချင်းမြမနိုင်ငံကိုကြည့်ရတာကျွန်တော်တို့အတွက်နာကျင်စရာပါ ကျွန်တော်တို့သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ပြီးမြမအရေးဖြစ်ရှင်ဖို့နီလန်အစ်တွေ ရှာဖွေရပါမယ်လို့သူကဆိုပါတယ်။နာမည်နဲ့မှာဖိလစ်ပိုင်နိုင်ငံကအာဆီယံလက်ချောင်းကထတာဝန်ယူချိန်မှာမြမနိုင်ငံရေးခေါင်းဆောင်တွေအာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နိုင်ခြင်းရှိမရှိမေးမြန်းရမှာမြန်မာကောင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်တာကိုမြင်တွေ့ချင်ပါတယ်လို့မာကော့စ်က ဖြေကြားခဲ့ပါတယ်။အာဆီယံဖွဲ့အနေနဲ့မြန်မာသက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ပြီး လမ်းညွှန်ချက်ပေးဖို့အရေးကြီးနေစေပဲလို့၎င်းကဆက်ပြောပါတယ်မြန်မာနိုင်ငံအတွက်အကောင်းမှုဆုံးရလက်မှာတိုင်းပြည်စည်းပွားရေးပြည်သူနဲ့ညီညာရေးအတွက်အာဆီယံဖွဲ့မှအပြည့်အဝပြန်လည်ပေါင်းစည်းဖို့ဖြစ်ပါတယ်လို့သူကဆိုပါတယ်အာဆီယံဖွဲ့ရဲ့စင်စမ်းမပြတ်တဲ့ကြိုးပမ်းမှုတွေကြောင့်မြန်မာပြည်ပခောက်ကိုဖြည့်ရှင်းရမှာအခြေအနေတိုးတက်လာတယ်လို့လည်း၎င်းကထောက်ပြပါတယ် အာဆီယံအဖွဲ့ရဲ့မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဇက်တိုက်ပြုလုပ်မှုကြောင့်မြန်မာနိုင်ငံတော်အကြံဖတ်မှုဖြစ်စဉ်တွေ ရောနယ်လာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်မြန်မာကိုယ်တိုင်ဥဆောင်တဲ့အားလုံးပါဝင်တဲ့တာရှိခန့်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရအောင်မြင်စေရေးဘုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝဖော်ဆောင်ဖို့အဖွဲ့အစည်းအားလုံးကိုအာဆီယံနိုင်ငံကြီးဝန်ကြီးတွေကတိုက်တွန်းထားပါရယ် that these elections အတိုင်းခံပါတီတွေကိုခြံလက်ထားတဲ့မြန်မာစစ်တပ်စီစဉ်နေတဲ့ဒီဇင်မာလရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲလို့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအစိုးရခန်းစာတင်ပြသူ Thomas Andrew ကပြောပါရယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအလိညာအတူရောင်ရွေးကောက်ပွဲဆိုတာကျွန်တော်ရှင်းလင်းစွာ ပြောကြားခဲ့ပြီးပါပြီလို့၎င်းကဗိုလ်ရုံးနဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်အတိုင်းခံနိုင်ငံရေးခေါင်းဆောင်တွေဖန်စီအချင်းချနှိမ့်ဆက်ခံနေရရင် ွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့မပြောနိုင်ကြောင်း၎င်းကဆက်ပြောပါရယ်စစ်ဘေးသင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေပုံမှုဆိုးဝါးလာနေပြီးပြည်သူ22တန်းနီးပါးဟာအကူအညီလိုအပ်နေတယ်လို့သူကထောက်ပြပါရယ်ဒီဇင်ဘာလ28ရက်ကစပြီးရွေးကောက်ပွဲကိုအစင်းလိုက်ပြုလုပ်မယ်လို့မြန်မာစစ်တပ်ကပြောပါတယ်။မဲဆွယ်စည်းရုံးမှုကိုအင်္ဂါနေ့မှစတင်ခဲ့ပြီးနိုင်ငံရေးပါတီ58ခုမှတ်ပုံတင်ထားပါတယ်။ 2020ပြည်နှစ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD ပါဝင်ဒီမိုကရေစီအားစုတွေကိုရွေးကောက်ပွဲမှာပါဝင်ဖို့ညှင်းဆန္ဒကြောင့်ဖြတ်သိမ်းခံခဲ့ရပါတယ်စစ်တပ်နဲ့တုံလိုင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ရွေးကောက်ပွဲကိုတနင်္ဂနွေလုံးမှာမကျင်းပနိုင်ဘူးလို့